အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်ခါဆက်ရုံလာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါဦးခင်ဗျာမိထီလာမြို့နယ်အတွင်းရှိကျောက်ဖူးရွာထိပ်ဇရက်ပြည့်ကြီးတခုမှာအသက်35နှစ်ဝန်းကျင်အရွယ်ကောင်မလေးတယောက်ဘဲကနေရောက်လာတဲ့မသိရွာထိပ်ကဇရက်ထဲမှာသူ့ပါလာတဲ့ဝင်းစီစလဲတွေဘေးမှာချလို့စပိန်တွေကနေလောင်တန်းကြောင့် နေချင်းချင်းချုပ်ပွားနေပေတဲ့မြို့မှာမြေသားတွေကဝါဖန့်ပန့်တွားတွေကလည်းညထေးထေးအင်းကြီးကလည်းကြီးပလက်ပွားအနှံ့တဲ့ကမကောင်းပါဇက်ကလည်းတောင်းစင်ရေးမရတချင်းနေအော်ဆိုးနေတဲ့ခလေးများကသူမကို အထုအဆန်းဝမ်းကြည့်နေကြတယ်ဟိဟိခလေးတွေငါ့ကိုဘာလို့ကြည့်သိပြီသိပြီငါကလှလို့ကြည့်အဟိဟာအယူမာကြည့်အယူမာကြည့်ခလေးတွေကပါဇက်ကလည်းအော် တဲမှာလည်းခဲတွေနဲ့ထူနေကြတယ်။သူကလက်နှစ်ဖက်နဲ့ကားထားရင်မလုံးနဲ့နော်။ငါနားတယ်နော်။ခလေးတွေကပြောမရ။သူမကတဲထဲမှာရှိသောဒုတ်ကိုရွေးရင်ပါဇက်မှာအစဲမျိုးစုံဆဲတော်တယ်။ထူအပ်ခါမှခလေးများထွက်ပြေးသွားကြတော့တယ်။ချက်တူကမိခင်ဖြစ်သူအားအမေလမ်းထိပ်ကဇရက်ထဲမှာအယူမကြီးတယောက်ဘဲကရောက်နေမှမသိဘူး။သားတငယ်ချင်းတွေက ။သွားစားကြခဲရီနဲ့ပေါက်ကြနဲ့အယူမာကြီးတနာပါတယ်။သူလည်းမခံနိုင်တဲ့အဆုံးမှာအိုးဆဲပြီးဒုံးနဲ့လိုက်ရိုက်မှအားလုံးထွက်ပြေးသွားကုန်ကြတယ်။ဟုတ်လားသား။သားရောအဲ့ဒီအထက်မှာပါသေးလား။မပါပါဘူး။သားကအကြီးအောင်မဲ့ကြည်တာပါ။မေမေပြောထားဆုံးမထားလို့သားကသူတို့ကိုမလုပ်ဖို့တားပါသေးတယ်။သူတို့ကပြောမရလို့ပါအမေ။အင်းပေါ်သားရဲ့သူခမရစိတ်မနှံချလို့ ဒီလိုနေဘူးမိုးရွာ၆တွားနေတာပေါ့သူ့ရဲ့အတိတ်ကကမကောင်းချလို့ပေါ့တားရင်အမေယူတယ်ဆိုတာအရင်ဘွားကဘာတွေလုတ်ခဲလို့မြဒီဘွားမှာယူရတာလေအမေဒီဘွားမှာအရဲတို့မိုးရဲ့စေတတ်တဲ့စိတ်ကိုထွေးပြစေတတ်တဲ့အရာတွေအရဲဖိန်စေးကြောင့်ကစောအစားရှိတဲ့အရာတွေကိုသုံးစွဲမိရင် နောင်ဘွားမှာအယူဖြစ်ရတတ်တယ်လို့ဖခင်ဟောထားခဲ့တယ်တားရင်ဒါကြောင့် မိမိတို့ဗုဒ္ဓဘာသာမှာငါးပါးသီလထဲမှာအရက်ကိုချောင်းရမယ်ဆိုတာပါရလီသားရဲ့မူရတဲ့အရာတွေကိုချောင်းချရမယ်လို့ဖះရှင်ဟောခဲ့တာပေါ့ဟုတ်ကဲ့မိမိဒါဆိုဘတ်လို့လူကြီးတွေကတောင်းနေကြတာလေမိမိသူတို့ကဖះစကားနားမထောင်ကြဘူးနော်သားကြီးလာရင်ဖះမကြိုက်တဲ့အရက်ကိုလုံးဝမတော့ဘူးမိမိအင်းပေါ်သားရဲ့ဖះစကားကိုလိုက်နေတဲ့သူတွေကတော့သိရင်ကောင်းရဘွားတွေရောက်မယ် ဖရာစကားမလိုက်နိုင်တဲ့သူတွေကတော့လူဖြစ်ရင်အယူခွေးဘွားရောက်ရင်တော့ခွေးယူဖြစ်ရတတ်တဲ့သားလေးရဲ့ကြောင်းစရာတော့မမေဒေါ်ကျင်းမုံတယောက်သားလေးချစ်သူကိုကြည့်ရင်သားကြည့်လိုက်ရင်လူလိမ္မာ လုံမလားလူမိုက်လုံမလားလူလိမ္မာပဲလုံပါမယ်မမေလိမ္မာလိုက်တာသားလေးရဲ့ငါးပါးသီလဆိုတာလူတိုင်းဆောင်ထိတ်မှုအတွေ့ဖရာချင်းညွှန်ပြခဲ့တဲ့တိတ်ခါဖို့ဒီပေါ်သားရဲ့နောက်တနေ့ဂျက်တုလေးကြောင်းရောက်သွားတော့ ငါတို့အယူမာကြီးကို သွားစားရအောင် ဖိုးတွေကသူ့တငယ်ချင်းတွေကိုရွာဦးဇရက်ထဲမှာနေထိုင်နေစိတ်မနှက်နဲ့အမျိုးသမီးကို သွားစားဖို့အဖော်စုနေခြင်းဖြစ်တယ်ဟိကောင်ချစ်တူမင်းရော လိုက်မလားမလိုက်တော့ပါဘူးဖိုးတွေငါအမေကပြောတယ်ဝက်လိုက်တက်တယ်တဲ့သူမြတ်ကိုမစားရဘူးတဲ့မင်းငါလေကွာငါတို့ကအပြော့စားတာပါကွာငါတော့တနာလို့အမေစီပြောပြီးထမင်းနဲ့ဟင်းနေပိုးထက်လာတယ်ကွာ ငါအမေအရွယ်ဆိုတော့ငါတို့တွေသူ့ကို လေးလေးစားစားဆက်ဆံရအောင်တငယ်ချင်းတို့ရာအင်းပါကွာလာငါတို့သွားရအောင်ဂျက်တုခေါင်းဆောင်ပြီးတငယ်ချင်းတွေမုံဝဲလာသူကဝဲ ထမင်းတို့ပါသူတွေကဟင်းနေထမင်းတွေကိုတန်တန်ဖဲထားပြီးဇေယဘက်သို့ထွက်လာခဲ့ကြတယ်ဂျက်တုကငါတို့သူ့ကိုအယူမာကြီးလို့မခေါ်ပဲတခြားနာမည်ပေးရအောင်ကောင်းသားပဲသူ့ကိုငါတို့ သူ့ဘွားလေးစပယ်ပန်းလေးလိုဖြူစင်းအောင်ဒေါ်စပယ်လိုခေါ်ကြရအောင်အေးကောင်းသားပဲတငယ်ချင်းတွေကတပြိုင်တည်းထဲဒေါ်စပယ်ဒေါ်စပယ်ဟိုမှာဒေါ်စပယ်ကြည့်ငါအရင်သူ့ကိုစကားသွားပြောမယ်မင်းတို့ကဒီနာကစောင်းနေနော်အချင်းနေကောင်းရင်ငါလန့်ခေါ်လိုက်မယ်ဂျေတုကတငယ်ချင်းတွေကိုနေခဲ့ဖို့ပြောဆိုပြီးထမင်းတို့ကလေးကင်ကာအတော်ဟဲ့ငါ့ကိုခေါ်တာလားဟုတ်တယ်အတော်ကိုခေါ်တာ ဘာပြောမလို့လဲကောင်းလေးဒေါ်စပယ်ထမင်းစားပိတ်ပြီလားဘဲကဒေါ်စပယ်လေးအတော်နာမည်ကိုတားတို့ပေးထားတာအမေနာမည်လေးကလှားသားပဲဟဲ့အတော်တားတို့ပေးတဲ့နာမည်ကိုကြိုက်လားအင်းကြိုက်တယ်ကြိုက်တယ်စပယ်စပယ်စပယ်ကငါနာမည်အတော်ဘိုက်စာနေလားဒေါ်စပယ်ကဘိုက်ကလေးကိုပုတ်တတ်ရင်စားတယ်လို့လို့မစားတယ်လို့လို့ပေးပေးစားမယ်ခဏနေပေါင်းဒေါ်စပယ်ရဲ့ ပါတငငချင်းနေစီမလဲထမင်းနေဟင်းနေမုံနေလဲပါသေးတယ်ခေါ်လိုက်မယ်နော်အေးအေးခေါ်လိုက်ညံ့ညံ့ခေါ်လိုက်ဘာဆိုင်ဘာဆိုင်ဘာဆိုင်ဆိုတာဘာလဲဒေါ်စပိဘာဆိုင်တော့ဖိုက်စာဖို့ဟဲဟဲတီးလဲသေးဘူးအလိုက်ထားလာကြတငငချင်းတို့ဖို့ဒီမောင်းအေးတန်းချောင်းနဲ့ဘွေးတုံးမှမိချမ်းတို့ဒေါ်စပယ်အနီးကတ်လာကြတယ်ပါလာတော့ထမင်းဟင်းမုံများကိုဒေါ်စပယ်ကိုပေးလိုက်ကြတယ် ဒေါ်စပဲကပလုတ်ပလောင်စားရင်စားကြောင်းလေကျွန်တော်တို့စားခဲ့ပြီးပါပြီဟင်းဘိုက်ကိုတင်းသွားတာပဲဖို့တင်တဲ့ဂျက်တုကရေပုလေးပေးလိုက်တော့ဒေါ်စပဲကရေကိုမောတောက်ပြီးဘိုက်ဝပြီးဘိုက်ဝပြီးနင်းတို့ပြန်ချတော့ငါတရစ်တမောစစ်တော်ခေါ်ဦးမယ်ဟုတ်ကဲ့ဒေါ်စပဲနောက်နေ့ဒီမှလေကျွန်တော်တို့လာပြီးကျွေးမယ်နော်အိုကေဆိုပြီးဘိုင်းဘိုင်းကဲပြန်ချရအောင်ကျောင်းတဲ့သွားကြမယ်မိချမ်းက ဒေါ်စပဲကြီးတနာပါတယ်နော် ဟုတ်တယ်မိချမ်းရဲ့တနာစရာအကောင်းနေငါတို့တေဒီနေ့ကုသူတွေအများကြီးရခဲ့ပြီ နောက်နေ့ငါတို့အိမ်ကငပြော့သည်ယူခဲ့မယ်ဖူးတွေကလည်းငါလည်းအိမ်ကကြည့်ဥပြုတ်တွေယူခဲ့မယ်ဂျစ်တူးကငါကအိမ်ကထမင်းနဲ့ဟင်းယူခဲ့မယ်ဘွေးတုံမကငါအမေအကျော်ဆိုင်ကအကျော်ယူခဲ့မယ်ကောင်းတယ်တငယ်ချင်းတို့သူများကိုရေတမုတ်ထမင်းတလုံးကျွေးရတာသူဘိုက်ဝါသွားတာငါတို့ပေတိဖြစ်လိုက်တာ ငါတို့ကုသိုလ်တွေအများကြီးရမှာပေါ့နော်အေးပေါ်ဖွေးတုတ်ရဟီးပြောလိုက်တာအိမ်ပြန်ရောက်တော့ဂျေတုကမေမေသားတို့တငငချင်းနေလေဒေါ်စပယ်ကို ထမင်းနေဟင်းနေမုံနေသွားကြွေးတာစားလိုက်တာမေမေရဲ့ဒေါ်စပယ်ဆိုတာကဟိုတခါစိတ်မနှံ့နဲ့အတော်ကြီးကိုသားတို့နာမည်အသက်ပေးထားတာသားကြီးစာနေတဲ့သူကိုရေတမုတ်ထမင်းတလို့ကြွေးရတဲ့ကုသိုလ်ကအရန်ကုသိုလ်ရတယ်သားရဲ့သူများကိုပေးကတ်နဲ့ကုသိုလ်က ကိုလိုအပ်တဲ့အချိန်မှလည်းကိုကိုပေးကပ်မဲ့သူတွေပေါ်တယ်တားရဲ့ကိုလည်းအစားအသောက်တွေပေါ်များမယ်မချပါဘူးပေါ့တားရဲ့လှူလိုက်တယ်ပေးလိုက်တယ်ဆိုတာကုံသွားတာမဟုတ်ဘူးတားရဲ့ဘဲကတစုံကျဲရင်ညာကတလှဲဝင်တယ်ဆိုတာ အလှူရဲ့အကျိုးပဲတားရဲ့လှူလိုက်တဲ့ပစ္စည်းကတန်းဖို့နည်းပေမဲ့ကိုရဲ့လှူခြင်းနဲ့စေတနာကအရန်ကိုထက်တန်နေမယ်ဆိုရင်ရရှိမဲ့အကျိုးတရားကစေတနာထက်တန်သလောက်ခန်းစားရတဲ့တားရဲ့ တချို့တွေကြတော့ညောင်မင်းကြီးလောက်အများကြီးလှူကြတယ်ရလာတဲ့ကုသိုလ်ကညောင်စိတ်လောက်ပဲရကြတယ်မိမိဘာလို့အများကြီးလှူပြီးကုသိုလ်ကနည်းနည်းလေးပဲရတာလဲရင်စေတနာကွာလို့ပေါ့တားရင်ဂုံလိုခြင်းလို့နာမည်ကြီးခြင်းလို့သာလှူရတယ်စေတနာကနဲလို့ပေါ့တားရဲ့မိမိဒါဆိုစေတနာက အရင်အရေးကြီးတာပေါ့နော်အေးပေါ့တားရဲ့ဒီလိုနဲ့ဂျေတုတို့အဖွဲ့ကနေ့စဉ်ဒေါ်စပယ်ကို အမျက်ကျွမ်းဝေးနေကြပြီသူတို့နဲ့ဒေါ်စပဲပင်အတော်လေးရင်းနေနေကြပြီဖြစ်တယ်ဒီနေ့ခြေတုတို့အုပ်စုဒေါ်စပဲစီ သွားကြရာလမ်းမှာတကြီးနဲ့တွေ့ဆုံပြီးရွာတကြီးကခလိတီဘာဖြစ်လို့အယူမစီသွားပြီးကျွမ်းဝေးနေကြတာလဲမင်းတို့သွားရမယ့်နေရာမဟုတ်ဘူးမင်းတို့ကိုရံပြုတ်ရင်ဘယ်နဲ့လုံးမလဲရွာသူကြီးဥတော်နာကခလိတတိုင်ရွာထိတ်ကဇေယျကြီးအယူမအချီရကိုနေစဉ်သွားနေသည်ကိုတွေ့လို့ ခလေးများကိုစူပူနေခြင်းဖြစ်တဲ့ဒေါ်သပဲကသားတို့ကိုရံမလုပ်ပါဘူးဘာကြီးရဲ့သူခမရဘိုက်စားနေလို့သားတို့ကကျွေးနေတာပါအခုဆိုသားတို့နဲ့တောင်ခင်မင်းနေပါပြီမေမေခွင့်ပြုချက်ပေးလို့သားတို့ကကျွေးမွေးတာပါငါတကြီးပြောနေတာတော့နောင်ကိုဒီစည်းရပြထဲကို လုံးဝမလာကြနဲ့ဒါပဲတိလာဟုတ်ဟုတ်ကဲ့ဘာကြီးရတုတို့တတိုက်မျက်နာငယ်လေးများနဲ့တယောက်မျက်နာတယောက်ကြည့်ကြရင် ထမင့်တုတ်ကလေးများရေးတန့်မုံလေးတွေကိုကြည့်ရင်စိတ်မကောင်းစွာနဲ့အိမ်ကိုပဲပြန်လာခဲ့ကြတဲ့အိမ်ရောက်တော့မေမေသားလေးဒိုးစပဲကမစားလို့ပြန်ယူလာရလားမဟုတ်ဘူးမေမေတကြီးကသားတို့ကိုအဲ့ဒီဘက်မသွားရဘူးတဲ့ဘာလို့လဲတနာပါတယ်သားတို့ကိုမျောနေတော့မှပဲဟုတ်တယ်မေမေသားတို့လည်းစိတ်မကောင်းဘူးဂျေတူတို့အဖွဲလေဇရက်ပြပဲမရောက်ဖြစ်သေးမှလာအတန်ကြားခဲ့ပြီး ကျောင်းရောက်တော့ဘွေးတုံးမကအမောတကောပြေးလာတဲ့ဂျက်တုတန်းကျောင်းဖို့တီမေးချမ်းကြီးငါလေးဒေါ်စပက်ကိုဈေးထဲမှာတွေးလိုက်တယ်ဘိုက်စားလို့လိုက်တောင်းစားနေတာထူးဆန်းနာကဒေါ်စပက်ကဘိုက်နဲ့နဲ့ပူးနေသလိုပဲဟင်ဟာဟုတ်လားဟောတော့ဒုက္ခပါပဲဟုတ်ရဲ့လားဟာသိဖို့ကွာဘိုက်ပူနေတာတော့သိကြတယ်ဟဲဘယ်သူနဲ့ရတာလဲမသိဘူးနော်အမလီတနာပါတယ် လူတွေကရုံမာလိုက်ကြတာတငယ်ချင်းတစ်တိုက်စိတ်မကောင်းကြဂျက်တူအเจ้าကပြန်လာတော့မေ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 တာအမောတော်ကနဲ့ဘာဖြစ်လာတာလဲဒေါ်စပယ်လေးကိုဝင်ကြီးနဲ့တဲ့ဖယားဖယားလူတွေကလူစိတ်ပြောင်းနေပြီ သူ့ကိုသူတောင်စိတ်မမှန်ချတာ သူ့ခလေးကိုဘလို့စောက်ချောက်မလဲလူတွေကလည်းအယူတောင်ချမ်းသာမပေးကြဘူးနော်ဘေတနာယူကမြစောကလိုက်ထားလဲမသိဘူးရုံမာလိုက်ကြတာ ်ဒေါ်ကျေးမွန်စိတ်မကောင်းစွာပြောဆိုရင်ကဲသားလေးအင်ဂျီလဲလိုက်မိမိတို့ဖုန်းကြောင်အတွက်လဲရွဲ့ပစ္စည်းလေးတွေသွားလိုချရအောင်သားအဖေလဲတဲ့ကပြန်လာရင်သွားချရအောင်ဟုတ်ကဲ့မိမိတနေ့ဂျက်တူတို့တငယ်ချင်းတွေကျောင်းပရည်ဖြစ်သဖြင့်ရွာထိပ်ကဇရက်ပြကြီးနားမှာတူတူပုံတန်ကစားနေကြတယ်ထိုးစင်မပဲဇရက်ပြအတွင်းမှာခက်တုတ်တုတ်ထွက်ခွာသွားတယ်ရွာတကြီးကိုဂျက်တူတို့အဖွဲ တွေးလိုက်ကြတယ် ချက်တူကငါတို့ကြအဒီနာမလာရဘူးတဲ့တကြီးကဖာလာလှုပ်တာလေအိမ်ပြန်ရောက်တော့မေမေတားလေချက်တူပြန်လာပြီလားဟုတ်ကဲ့မေမေတားတို့လေဇရက်ပြကြီးနာသွားကစားကြတာဇရက်ပြထဲကတကြီးထွက်လာတာမြင်လိုက်တယ်တကြီးကအဲ့ဒီဇရက်ပြထဲဘားသွားလှုပ်တာလေညနေမောင်းစပြိုးနေပြီကိုတားတို့ကြအဲ့ဒီအနာမကစားရဘူးမလာရဘူးဒေါ်စပက်စီလည်းမလာရဘူးတဲ့ ဂျေတုအဖေဦးမြင့်ကျော်ကသားတို့ဘာတွေပြောနေကြတာလဲတကြည်ဥထောနာအကြောင်းပြောနေတာဟိုဇရက်ပြထဲကခက်တုတ်တုတ်ထွက်လာတာသားတို့မြင်လိုက်လို့တဲ့ဟာဟုတ်ရလားကွာဟုတ်တယ်အဖေရဲ့သားပဲတွေ့တာမဟုတ်ဘူးဟိုနေ့ကဖို့တရော်မိချမ်းရော်တွေ့တာခဏခဏကိုတွေ့တာတရက်တည်းမဟုတ်ဘူးခဏခဏတွေ့တာ အဖေရဲ့ညနေဆောင်မှောင်ပြီးဆိုဥမြင့်ကျော်ကငါထင်တာဖြစ်မလာပါစေနဲ့လို့ပဲ စူးတောင်းရတော့မှာပဲနောက်တနေ့ဥမြင့်ကျော်နဲ့အတူမေးချန်ဖားခင်တန်ချောင်းအဖေရက်ွက်ထဲမှာယောက်ျားလေးများစုပြီးဇရက်ပဝင်းချင်းတစ်ပင်ချုံဝင်းများကြလူစုခွဲကစောင့်နေကြတယ်ဒေါ်စပဲကတချင်းလေးအော်ဆိုးနေတဲ့ထိုးစင်းမပဲမျက်နာကိုတပည့်ချုံထားတော့လူတစ်ယောက်ကခတ်တော့တော့နဲ့တောင်းကြည့်မြောင်းကြည့်လုံးပြီးလူလက်ထားနဲ့ဇရက်ပြဲအတွင်းဝင်းသွားတယ်ဥမြင့်ကျော်နဲ့အဖွဲက ဇေယနာတို့တဖြည်းဖြည်းကတ်လာတဲ့ဇေယထဲမှာတော့တကြီးကဒေါ်စပဲကိုလက်ထဲမှာအထုပ်လေးပေးလိုက်တယ်။ဒေါ်စပဲကလှမ်းယူပြီးအထုပ်ကိုဖွင့်စားနေတယ်။နောက်တော့မှတကြီးကဒေါ်စပဲကိုအနောက်ဘက်မှာအသိန်းကျုံဖိလိုက်ပြီးဒေါ်စပဲအပေါ်ဝတ်ဆင်ထားတော့အင်ဂျီကိုဆွဲချိုးလိုက်တယ်။လူငယ်တွေအားလုံးဇေယအတွင်းတပြိုင်နက်ဝင်လာကတကြီးကိုဖမ်းချုပ်ထားလိုက်တယ်။ဒေါ်စပဲကတော့တရှင်းကိုဆက်လက်တီးဆိုးနေတယ်။ ဒေါ်စပယ်ကိုလည်းလက်ဆွဲပြီးခေါ်လာလိုက်တယ်ဒေါ်စပယ်ကတော့ပြုတ်တူကြောင်တောင်းနဲ့လိုက်ပါလာတဲ့ကဲတကြီးဒီကိစ္စဘယ်လိုရှင်းမလဲတကြီးကတော့ဒေါ်သိန်းတင်ကတော့ချုံးပွဲချငိုကြွေးနေတယ်ချစ်လိုက်တာရှင်းဟာလူစိတ်မရှိတဲ့လူတမိဖြစ်သူပိုးဦးကတော့ချစ်လွန်းလို့အခန့်တကပိတ်ခါအတွဲနဲ့မှငိုးချိုက်နေလေတယ်ငါငါမှားပါတယ်ချင်းမှားတယ်ပြောရုံနဲ့ကိစ္စကမပေးဘူးလေ ကျမမျက်နှာဖဲသွားထားရမှလေခမရကိုလေတကြီးယာတို့ကထုတ်ပယ်လိုက်ပြီးခမရဒီကိစ္စဘလို့ချင်းမှလေငါဒီကလေးမှလေမိဖွားတဲ့အထိ တောင်းဝင်ယူပါတယ်ဘာချင်းဒေါ်သိန်းတွေကမိဝင်ဝင်တောက်နေတော့မျိုးလုံးအစုံဖြစ်ကြိလိုက်ပြီးချင်းကိုလေကျမမပေါနိုင်ဘူးချင်းလေဒီရင်ကထွက်သွားငါမှားပါတဲ့အသိဉာဏ်ချင်းမျက်နှာကျမမမြင်ချင်ဘူးပို့ဥအမေတို့ဒီဘကထွက်သွားကြစို့ပို့ဥပို့ဟာ ခေါ်လို့လည်းမရဘူးတကားကိုဖျက်ပေးကြပါဦးရွာထဲမှာလူငယ်များတကားကိုရိုက်ဖွင့်ပြေးချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ပို့သက်စီဗလင်းထဲမှာပို့သက်စီတွေကမရှိတော့ပို့ပဇက်ထဲမှာအမြုပ်တွေကထွက်နေကြပြီမျိုးလုံးပြွ၍သေဆုံးနေတော့ပို့ကိုမြင်တွေ့လိုက်ရတယ်တမီးတမီးလေးဒေါ်သိန်းတင်တယောက်တမီးကိုကြည့်ရင်သတိလဲသွားတယ်အသိအသိဦးထောနာတယောက် အယူမိဝိုင်းခန်းစားနေရပြီတခဏတာအသာယာမိသောတနာကြောင့်မိသားစုလည်းပြိုကွဲသမီးလည်းဆုံးပါ ထောင်လဲကြတပွားလုံးဆုံးချုပ်မှုတွေနောင်တတွေများစွာနဲ့ကြမ်းရှိသောတက်တန်းကထောင်ထဲမှာပဲကုန်းဆုံးရပြီတော့မေဒေါ်သိန်းတင်ကတော့သမီးဖြစ်သူလည်းဆုံးယောက်ျားဖြစ်သူကလည်းထောင်ကြသူ့ရဲ့လက်ကြံဘွားကိုအေးချမ်းမှုရကြစေရန်တိလချင်းဘွားနဲ့ ်တက်တတာအေးချမ်းသွားပြီဖြစ်တယ်။မြားမကြမိဒေါ်စပဲလေသားလေးမွေးဖွားတယ်။ဥထောနာအိမ်မှာပဲသူတို့မိသားစုကိုနေစေတယ်။ရွာမရွာသူရွာသားများက သူ့ကိုဝိုင်းဝန်းဆောက်ချောက်ပေးကြတယ်။ဒေါ်စပဲကသူ့မရဲ့သားလေးကိုလွန်စွာရှက်ခိုင်နေ။နှစ်တည်းကြားညောင်းခဲ့လေပြီ။သားလေးလည်းလူပြောအရွယ်ရောက်ခဲ့ပြီ။ဒေါ်စပဲကတော့ရင်းရင်းလေးယူမြဲ။ကံကောင်းနာကတော့သားလေးကသူ့အမေဖြစ်သူကို ယနေ့တိုင်ပြုစုပေးနေခြင်းပဲဖြစ်တယ်။ဟင်အကိုနင်ဘာလုပ်ထားလဲ။ကျေးဦးအိပ်ပျော်နေစဉ်သူမကို တို့ထီကိုင်းတွဲလာတဲ့တစုံတယောက်ကြောင့်လမ်းတို့လာမိတယ်။ကျေးဦးဆိုရက73နှစ်အရွယ်အပြုပေါ်ဝင်စားမိန်းကလေးဖြစ်တယ်။အိမ်ထဲမှာအမေတို့အဖေခွဲ မုံစုပ်ဖို့အကိုဖြစ်သူနဲ့အတူ နေထိုင်သူကလေးဖြစ်တယ်။ကျေးဦးအကိုဖြစ်သူကိုမိမိရဲ့အိမ်ခန်းတွေမှာတွေ့လိုက်ရသဖြင့်ကျေးဦးထိတ်လန့်စွာအွန်လိုင်းမိတယ်။ ကျောမြင့်ညီမဖြစ်သူကိုချွန်းချွန်းဆားဆားကြည့်လိုက်ပြီးကျေးဥမျက်နှာလေးကိုတို့ထီကင်တွဲလိုက်ပြီးသူ့ရဲ့အချမ်းကြီးကိုဆွဲချောလိုက်လင်ကျေးဥအလံတကြားထားပြရန်ပြင်းလိုက်လင်တမ်းမတော်ကျောမြင့်ရဲ့လက်တွေကကျေးဥကိုလှမ်းဆွဲလိုက်ရကျေးဥရဲ့ခန္ဓာကိုယ်လေးချမ်းမြေပေါ်ပြိုးလဲကြားသွားတော့တယ်ငါတို့အတူတူနေကြရအောင်လေကျေးဥအလိုရမဲ့ဆန်သွားပြုတ်မလာတဲ့အကိုဖြစ်သူကြောင့်ကျေးဥရုံးကန်အိုဟဲ့နေတော့လေအရာမရောက်တော့ဘီ ဘဝဆိုတာအခါသိမှုဆိုရင်အရွယ်မတိုင်ခင်အကျိုးကျုံတွေ့လိုက်ရတဲ့ထိုအကြောင်းအရာက အတော်လေးမှခါသိလွန်းလာတယ်။မုံတိုင်းနေဆဲသွားချိန်မှတော့ဖျိုးဖျဲ့ဖြစ်နေပြီးညင်းနွမ်းနေသောခန္ဓာကိုယ်ကြောင့်ကျေးဥနှမြော့တတစွာငိုးချိုင်နေမိတယ်။ဘဲသူကထင်မလဲမိမိဘဝကတပတ်သူအဖြစ်စီမခံရလေးပဲသွေးသားရင်းချအကိုဖြစ်သူရဲ့ဖြစ်စီခြင်းကိုခံရလိမ့်မယ်လို့မိမိဘဝကိုနာကြည့်လွန်းလို့ကျေးဥအတန်းတိတ် ိုးချိုင်နေမိတယ်ကျေးဥငိုနေသည်ကိုကျော်မြင့်ကဆေးလေးဖွာရင်ထန်းကြည့်လို့နေလေတယ်ခဏကြာမှတော့ဆေးလေးမိကိုတွေကိုအဘဒရာမှုတ်ထုတ်လိုက်ပြီးနေငါ့ကို နားကြီးအောင်တိတ်မလုံနဲ့ငါအယံ့နေနားကြီးတယ်အေးပြီးတော့နင်းကိုပြောရအောင်မေအခုကိစ္စကိုဘယ်သူ့ကိုမှနင်းဖွားမယ်မစင်းစားနဲ့အေးဖွားလိုက်မယ်ဆိုရင်တော့နင်းကငါအသေးတတ်မှာတော့အထုသဖြင့်အမေကိုနင်းလုံးဝပြောဖို့မစင်းစားနဲ့ မောင်းပြန်ထားကိုကိုင်းရင်ချင်းချောက်သူကကျေးဥရဲ့အကိုမဟုတ်ပါလေစားကျေးဥမှာဘာစကားမှမဆိုသားတော့ပဲနာကျင်လွန့်လို့ဝမ်းထဲကငိုချိုက်လို့သာနေမိတယ်ရစ်စက်လှတဲ့ကန်းကျမကြီးဘယ်ဘွားကဝကျွေးတွေများလဲတော့ထိုနေ့တ냐လုံးကျေးဥဆိုတော့လုံမငယ်လေးရဲ့ငိုချိုက်တန်တဲ့တဲ့ကဝမ်းထဲနာကျင်ချင်းနေနဲ့ရောထွေနေသည်ကိုမြည်သူသိနိုင်မလဲသားတို့သမီးတို့ရေအမေပြန်လာပြီလေအမေတန်ကြားလိုက်ရသဖြင့် ကျေးဦးထွေးထွေးငယ်ငယ်လေးဖြစ်နေရမှအင်းချစ်သူထွန်းလာခဲ့တယ်။အမေကျေးဦးအိမ်ဝိုင်းနဲ့ဝင်လာတဲ့မိခင်ဖြစ်သူကိုတွေ့လျက်တဲ့ဖြစ်ဝမ်းနဲ့ပြည့်လက်ဖြစ်အိမ်အောက်သို့ပြေးစင်းလာခဲ့တယ်။အမေကိုတွေ့လိုက်တဲ့အချိန်မှမိမိကိုကိုမိမိဖြေမစဲနိုင်ဝမ်းနဲ့မှုတွေနဲ့အတူ မိခင်ဖြစ်သူကို ပွဲ့ဖက်ခါငိုလိုက်မိတယ်။ဒေါ်ရင်နုမိမိကိုဖက်တွေကငိုချိုက်လာတော့သမီးဖြစ်သူကိုစိုးရိမ်သွားကဘာဘာဖြစ်တာလဲသမီးငယ်ရဲ့ မေမေကျေဦးမိခင်ကိုတွေ့လေမိမိဘွားကို တွေ့မေပြီမဖြစ်နိုင်ဖြစ်ရတာကြောင့်မိခင်ရင်ခွင်ကိုတင်းတင်းဖိရင်ငိုမြဲတိုင်းငိုနေမိတယ်ဘာဘာဖြစ်တာလဲသမီးလေးအမေကိုပြောစမ်းကျေဦးကျေဦးမေမေကိုလွမ်းလို့ပါ သမီးငယ်ရဲ့ကလေးကလာဆိုစကားကြောင့်ဒေါ်ရင်တို့သမီးငယ်ကိုပြန်လဲပွေဖယ်ထားရင်အမေပြန်လာပြီလေသမီးရဲ့အရင်လဲအမေသွားနေချပဲလေ အမေအရင်ကဆိုသမီးအတော်လေးကိုခေါ်ထားခဲ့တာ အခုသမီးအကိုပြန်ရောက်နေလို့သမီးအကိုကိုထားခဲ့တာလေဘာတွေဝမ်းနေနေတာလဲသမီးရဲ့ဘာမှမဟုတ်ပါဘူးမေမေရဲ့ကျေးဦးအမှန်တရားကိုဖွင့်ပြောခြင်းတော်လေစကလုံးတို့ကလေချောင်းဝမှာတက်ဆိုလို့နေလေတယ်စကလုံးတို့ကထွက်ကြမလားပဲရင်ထဲမှာသာတင်ထရတဲ့အတွေ့ကျေးဦးအတွေ့အလွန်ခက်ခဲလို့နေပေတယ်ထို့ကြောင့်မဲထို့စကားသူတို့ကိုမပြောလေပဲ ရင်ကုန်နှုတ်ပိတ်နေခဲ့ချတဲ့သူမတော်တွေစီးပွားချပွဲနေတော့အမိတ်ကိုလည်းစိတ်ဆင်းရဲမှုတွေမပေးချင်တော့ပဲထို့ကြောင့်တချို့အရာတွေကိုရင်ကုန်နှုတ်ပိတ်နေတော့မယ်လို့သူမဆုံးဖြတ်ချက်ချလိုက်မိတယ်ဒေါ်ရင်တို့ကွန်ရောင်းသွားလေတိုင်းကြောမြင့်တယောက်ခြေဥအားအိမ်ပေါင်းများစွာတာမယပြုကျင့်ခဲ့တဲ့အချိန်လေးကြာလာလေတော့မဖုံးနိုင်မဖိနိုင်အနေထားတစ်ခုကိုရောက်ရှိလို့လာခဲ့တယ်ဒီကုန်ဝင်ဘဲသူနဲ့ရတာလေငါ့ကိုပြောစမ်းခြေဥ ဒေါ်ရင်တို့တယောက်ခလေးသာသာသမီးအရွယ်ကိုကြည့်ရင်ရင်းနေ နားနေမိတယ်။ကျေးဦးတယောက်ဘာတခုမှမပြောတတ်တော့ပဲမြေရီသာကြလို့ငိုနေမိတယ်။မသိဘူး။သိလဲကျေးဦးမပြောဘူး။ဘာဖြန့်။မိမရဲ့ရိုက်ချက်ကဘာပြင်မို့သူကြားရောက်လာသည်ကိုသိလိုက်မိတော့လေကျေးဦးရင်ထဲမှာတော့နာကျင်ချင်းနေနောက်ထပ်မရှိတော့ဘူးထင်မှရဲ့အသာနာသည်ထက်ရင်ဘက်ထက်ကနားတဲ့နာကျင်မှုကကျေးဦးအတွေ့ ိုမိုပြင်းထန်လို့နေပေးတယ်။နာကျင်လွှန်းလာတဲ့ရင်အဆုံးကြောင့်ကျေဥဘာစကားမှနှုတ်ကထွက်ကြမလာတော့ပေ။အမေရမေးမနေပါနဲ့။အနေမတက်အထိုင်မတက်ဘယ်လောက်တောင်ကဲနေလို့မဖုံးနိုင်မဖိနိုင် ဖြစ်လာလဲမှမသိတာ။ဘဲနဲ့မိန်းကလေးဖြစ်ပြီးကလက်တက်တက်နဲ့အဲ့ဒီလိုပြောလိုက်တဲ့ကြောမြင့်ရဲ့စကားကြောင့်ကျေဥနှုတ်ခမ်းတွေကိုဖိကိုက်လို့ထားလိုက်ပြီးမေးတောင်းနေသောမင်းအုံးများဖြင့်ကြောမြင့်ကိုကြည့်နေလိုက်တဲ့ မိမိကြောင့်မလာဟုသောအတွေ့ကိုမတွေ့ပဲရည်ရဆက်ဆက်သူမကိုချိုးဖဲ့ပြောလာသောအကိုဖြစ်သူကျော်မြင့်ကိုတပ်ပြစ်ခြင်းနဲ့စိတ်တွေကိုကျေးဥ်မနဲ့ချုပ်ထိထားရတယ်။ကျေးဥ်ဘဝကို အမဲ့စဲဆိုးခဲ့သူက ထိုးလူကျေးဥ်အမုန်းဆုံးလူကထိုးလူတစ်ချိန်ချိန်မှာတော့ကျေးဥ်ထိုးလူကိုလက်တုံပြန်ခွင့်ရပါစေ။ကျေးဥ်ကလေးခလေးဖြစ်ချလို့သေချာပြီးဒီတဲ့င်းက0ရွာကလေးမှာဟိုးလေတကျော်ပြန့်နေလို့သွားလေတယ်။ ဟေးကောင်းမလေးကလေအကိုနဲ့အမေကိုမှမတနာအေးကိုကိုကလေးနဲ့ကိုကပြင်းမလေးပဲဟုတ်ပါအေးကြောမကောင်းကြားမကောင်းအေးရက်ထဲရွာတဲ့ကိစ္စကြီးငယ်တစ်ခုပေါ်လာရင်အတိအဖြစ်ပြောတတ်တဲ့လူက လူရဲ့သဘာဝမဟုတ်လားဒေါ်ရင်တို့ခမညာမတော့သမိငရဲ့ဖြစ်ဆိုးကြောင့်ရင်းခွက်ပက်လက်ခန်းစားနေရချတဲ့ကြောမြင့်ကတော့အေးအေးလူလူအတော့စားမပြေပြောမျိုးလိုနေလေတဲ့သူ့စိတ်ထဲမှာတော့ သူချင်းရမယ်အချုပ်တခုချင်းသွားပြီလို့တတ်မှတ်နေပုံရတယ်။ကျေးဥ်ကွဲလွန်ပြီးဆဲရမြောက်တော့နေမှာဒေါ်ရင်တို့တယောက်ထူးဆန်းစွာအိမ်မဲမဲခဲ့တယ်။အိမ်မဲထဲမှာတော့ကျေးဥ်ကသူမစီရောက်လာပြီးအမေကြော်မြင့်ကိုတတ်ပေးပါ။ကြော်မြင့်ကိုတတ်ပေးပါအမေ။ဟင်ဒေါ်ရင်တို့အိယာကလန်းတို့လာတော့သူမနှာခေါင်းနဲ့အပုပ်နံတချို့ကနှာခေါင်းဝမှာလှိုင်းလိုက်ရရတဲ့။သမီးလားသမီးရှိနေတာလားဟင်တို့တို့ဖွားဖွား ဒိုယန်တို့ရဲ့အမေစကားအဆုံးမှာကျော်မြင့်တယောက်ဝမ်းကောင်းတန်းကြီးချစ်လို့ဩလိုက်တယ်။အာအမေကြီးကဲပါကဲပါအောင်ကျော်မြင့်ရဲ့အတန်းကြောင့်ဒိုယန်တို့လက်နှိပ်တမ်းပြီးမှိန်ပြပြလေးကိုယူက ကျော်မြင့်အိတ်နေသည့်အခန့်ရှိရာသို့ကူးလာခဲ့တယ်။ဘာဖြစ်တာလဲကျော်မြင့်တကားဖွင့်စမ်းကျော်မြင့်မိခင်ရဲ့အတန်းကိုကြားတော့အတက်သွားကအခန့်တကဖွင့်က မိခင်စီပြေးလာတော့တယ်။အာအခန့်အပြင်ရောက်ခါနေ့ တခါဘဝမှာတွေ့လိုက်ရတဲ့ကျေးဦးကြောင့်လမ်းဖြတ်ကဩလိုက်မိပြန်နေထိုအချိန်မှာအခန်းထဲသို့တလန်းချင်းပြေးဝင်လာတဲ့မိခင်ဒေါ်ရင်နုကိုတွေ့လိုက်ရလို့ကြောမြင့်ကြောက်စိမ့်များအနေငယ်ပြေးရော့သွားရတယ်အမေအမေသားစီလာတယ်ဝမ်းသာအားရနဲ့မိခင်ဖြစ်သူကိုစကားဆိုလိုက်သူကကြောမြင့်ဖြစ်နေတယ်နင်းကြောင့်ငါသေးရတာနင်းကိုငါတက်မေအမေအမေသားလေးဗျာအမေသားလေးဟာဟာဟာ ခြေလောင်းစွာရေမောတန်နဲ့အတူပြုတ်လိုက်တဲ့စကားကငါနင်းအမေမဟုတ်ဘူးငါကျေဥဘာခြေလောင်းစွာထွက်ပေါ်သွားတဲ့ကျောမြင့်ရဲ့အသံကအိမ်တစ်ခုလုံးဟိမ့်ထွက်သွားတယ်လူကကြောက်တူးတွေတုံးကချွေးသေးတွေပါထွက်လာတယ်ငါငါတောင်းမမတဲ့ကျေဥရဲ့ငါကိုခွင့်လွှတ်ပါဟာငါငါနင်းကိုငါသက်မေနင်းကိုငါသက်မေလက်ကြီးနှစ်ဖက်စန်းတန်းကသူ့အရှိကိုတိုးလာတဲ့ကျေဥကိုကြည့်ပြီးကျောမြင့်အသက်ပင်မှန်မှန် မချူရဲ့လောက်အောင်ထိတ်လန့်သွားမိတယ်ဟာဟာနင်အခုတော့ကြောက်နေပြီပေါ့နင့်ကိုငါတက်မယ်အာကြောမြင့်တယောက်သွမို့ပြင်းတော့ကခြေတန်းခြေအင်္ဂလိပ်ရဲ့အဘောဓာတ်အမြင့်ဝရန်တာကနေအောက်သို့ခုံချလိုက်မိတယ်ခုံချလိုက်သည် ဆိုလျင်ပင် လူကအရက်တောက်ထားတဲ့အချိန်ကြောင့်မြေပြင်ပေါ်သို့မချူမလာပြစ်ကြသွားတော့တယ်အာကနေတန်းချေညီးတန်းကြီးနဲ့အတူကြောမြင့်ပါဇက်မှ တွေ့တယ်တလို့ဟောထွက်ကြလာကတဖြည်းဖြည်း ကြောမြင့်ငိမ့်တဲ့သွားတော့တယ်ဟာဟာဟာဒါကိုပင်ကျေးဦးကသဘောကျသွားကြည့်လိုက်ပြီးတကွဲတော့အတန်းကြီးဖြစ်ဟားတိုက်ရဲမော့နေတော့တယ်ဟဲ့လှုပ်ကြပါဦးသေးပြီလားမသေးဘူးဘယ်သူမှ မရှိကြဘူးလားမသေးဘူးထွက်ပေါ်လာတဲ့ဒွေစိန်ရဲ့စကားကြောင့်အိနီနာချင်းအတော်များများဒွေရင်တို့ချောင်းဝိုင်းနဲ့ရောက်လာကြတယ်ဒွေရင်တို့ဗမာလေလူကြည့်တဲ့မှာလူလက်ပိုင်မျိုးသားတယောက်အမေစကားကြောင့်ဒွေစိန်တယောက် ဒေါ်ရင်နုကိုသတိရသွားမိတယ်။ဟဲ့အိမ်မော်တယောက်တော့သွားတည်ကြည့်ပါဦး။ရင်းနုတစ်ခုခုဖြစ်နေပြီလား။ဒေါ်ရင်စိန်စကားအစုံမှာဇောဦးကအိမ်မော်ပြည့်တည်သွားတယ်။ဒေါ်ရင်နုဒေါ်ရင်နုဟာအတော်ကြောမြင့်ပြုတ်ကြသွားတော့အခန်းထဲမှာဒေါ်ရင်နုလဲကြနေသေးကိုဇောဦးကအံ့ဩစွာတွေးလိုက်ရတယ်။တောင်းတောင်းမြောင်းမြောင်းစဉ်းစားမနေနိုင်မဲ့ဒေါ်ရင်နုကို ပြေးပွေလိုက်မိတယ်။ဒေါ်ရင်နုဒေါ်ရင်နုဟင်ဒေါ်ရင်နုသတိမေးနေရမှာ ပြန်လဲသတိရလာကဘယ်လိုဖြစ်လို့နင်းကအတော်သားသေးပြီဗျဟင်တသေးပြီဆိုတော့စကားကြောင့်ဒေါ်ရင်တို့နားတွေဥသွားကရင်းနေတုံလာမိတယ်မြင်းအိမ်မမြေအမြဝေးဝဲ ကြားလာက ဟုတ်ဟုတ်လို့လားဇောဦးကတုံကရင်ဖြစ်နေတော့ဒေါ်ရင်တို့ကိုဇောဦးကသနာကရုဏာသက်စွာကြည်လိုက်ပြီးတပြင်းကိုရှက်လိုက်တယ်ပြီးတော့မှအတော်မယုံရင်ဒီအခန့်တကားကငုံးကြည့်လိုက်ပါအတော်ဟင်ဒေါ်ရင်တို့လည်း ဇောပြောတဲ့စကားတိုင်းအခန့်ပေါက်ကနေငုံကြည့်လိုက်ရာအိုးတာကြီးဖြစ်မှဖြစ်ရပါလိလောလောလတ်လတ်သမီးတယောက်ဆုံးချုံထားရတဲ့သူမအတွေ့တာတယောက်ပါထပ်မံဆုံးချုံလိုက်ရတဲ့အတွေ့ပတာစာဒီလိုတောကဘူမီတွေတောက်လောင်ခေရပြန်နေတာတာကြီးလူအမြချားမှတာဖြစ်သူရဲ့ရုပ်လောင်းကိုပြေးပွေလိုက်သူကဒေါ်ရင်နုဖြစ်တယ်တာကြီးတာကြီးကအမေကိုထားခဲ့ပြန်ပြီဟုတ်လားအမေကိုတခါတည်း ေါ်သွားပါလားတားရဲ့လာပရင်မကူသေးပဲတားကိုရောသမီးကိုပါဆုံးချုံလိုက်ရတဲ့ဒိုးရင်တို့ရင်းထဲကတော့ကဘူမီတွေကပြောပြရင်းလေစားဖွဲ့လို့မရနိုင်တော့ပြီလောကကြီးအလဲမှာတားနဲ့သမီးမရှိပဲသူမတယောက်တည်းရက်တီဖို့ဆိုသည်ကတွေးမိလိုက်ရင်ကြိုးချမ်းစရာပဲဖြစ်တယ်အမေခန့်ငယ်ငယ်ကလေးမလေးတယောက်ကဒိုးရင်တို့အနာသူတိုးကပ်လာကဒိုးရင်တို့အရှိထိုင်းရင်ငိုးချိုက်လာလေတဲ့ကျုပ် ကျေးဥကိုခွင်လွတ်ပါအမေဟင်ကျေးဥဆိုတော့အမည်နာမကြောင့်ဒေါ်ရင်တို့အကြည့်တွေက ထိုးကလေးမှလေးစီ ရောက်သွားတယ်တမီးတမီးလေးလားကျေးဥဝိညာဉ်ဝင်းရောက်ပုတ်ကတ်နေတော့ကောင်းမလေးကဥကောင်းကိုအသာညှိမ့်ပြကတမီးအမေတမီးပါအမေဒါပေမဲ့လေကိုကျော်မြင့်ကသေးသင့်တဲ့လူ အမေရဲ့ဟင်ကျေးဥထမထူးဆန်းတော့စကားကြောင့်ဒေါ်ရင်တို့အံ့ဩသွားတယ်ကျော်မြင့်ရဲ့မျက်နှာကိုသရွေးပြေလှမ်းထွေးလိုက်ပြီး ဒီလူယုံမှာကြောင့်တမိဘွားပြည့်ရတာအမေရဲ့ဟင်ဟာအိုမထင်မထားတဲ့အဖြစ်အပျက်မှုဝိုင်းနေသည့်လူအုပ်ကြီးလည်းအံ့ဩမဆုံးဖြစ်နေရသလိုမိခင်ဖြစ်သူလည်းရင်ထုမနာဖြစ်နေရတယ်။အဲ့ဒီလူယုံမှာပေါ့မိမိမရှိတဲ့အချိန်တမိဘွားကိုဖျက်ဆီးခဲ့တာမိမိယုံကြည်ပြီးထားခဲ့တဲ့မိမိသားကတမိကိုချိန်ချောက်ပြီးစော်ကားတာစကားအဆုံးမှာကျေဥကဖြစ်ဖြစ်ခဲ့သမျှအလုံးကိုပြောပြလိုက်တယ်။အိုးဖယားဖယား ဒေါ်ရင်တို့ကိုရင်ဘတ်ကိုဖိလို့သာဖះတားလိုက်မိတယ်။ခြေဥပြောပြတဲ့စကားတွေကိုနားထောင်ပြီးဒေါ်ရင်တို့မယုံနိုင်သလိုဖြစ်ခဲ့ရသလိုဆက်စုပ်ယုံကြပွဲကောင်းလာတဲ့သားဖြစ်သူရဲ့လောရမြအတွက်လေ။ဟောနှလုံးနားနေမိတယ်။လူကမွေးတဲ့သားဖြစ်ပါလိမ့်။သူ့ရဲ့ခွေးစိတ်ပေါ်မရိုက်မှုကိုစောစောစီးစီးသိခွင့်မရတဲ့အတွက်လေ။နောင်ထရားနေမိတယ်။စောစောစီးစီးသိခဲ့မယ်ဆိုရင်လေ။သူမကိုယ်တိုင်မဲ့အသက်ဝိညာဉ်နှုတ်ပြမိမှာဖြစ်တယ်။ အခုတော့ထိုးလူယုံမှကြောင့်အပြစ်မဲ့တဲ့သမီးလေးအသက်ဆုံးကြုံခဲ့ရတဲ့အဖြစ်ကဖြေမဆဲနိုင်တဲ့ဖြစ်ရတစ်ခုဖြစ်သွားခဲ့လေပြီဒေါ်ရင်တို့တယောက်ကျောမြင့်ရဲ့နာရီကိုကောင်းမွန်စွာတကြိုပေးခဲ့ပြီးရက်လေဆွန်းတို့တဲ့အထိကိစ္စအဝဝကိုပြီးစီတဲ့အထိဆောင်းရွက်ပေးခဲ့ပြီးသူမက သာသနာ့ဘောင်းသူအပြစ်တိုင်ဝင်ရောက်ခဲ့တယ်။သာသမီတွေမရှိတော့တဲ့ဘဝမှာသူမအတွေ့အေဂျင့်နဲ့အရေးကဖျားရည်တစ်ခုသာရှိတော့တယ် သာသနာ့ဘုံမှာအေးချမ်းစွာတရားအထုတ်နေထိုင်ရင်တရားဘာဝနာနဲ့သာသူမှမွေးလျော်နေတတ်ခဲ့ပြီဖြစ်တယ်။ကြုံရင်ကြုံသလိုတော့ခလိငယ်တို့ရဲ့မိဘတွေအားသူမရဲ့သားသမီးနှစ်ယောက်အကြောင်းကိုပညာပေးအနေနဲ့ပြန်လည်ပြောပြနေတတ်တယ်။အဲ့ဒီလိုပြောပြမိလေတိုင်းသမီးငယ်လေးကျေးဥအတွေ့သူမဆူတောင်းပေးနေမိသည်ကဝွကျွေချီရင်ကျေးပါစေသမီးရဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ အဆုံးအထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။